ဝိပဇဝါဒီခန္ဓာကိုယ်ကို အပိုင်းများဖြင့်ခွဲခြားစိတ်ဖြာခြင်းစိတ်ကတည်သူ ကြည်သူဖြစ်တည်မြဲပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ခန္ဓာကိုယ်နဲ့ဓာတ်နဲ့ခွဲတတ်အောင်လေ့ကျင့်ပါခန္ဓာကိုယ်နဲ့စိတ်နဲ့ခွဲတတ်အောင်လေ့ကျင့်ပါတည်မြဲစိတ်နဲ့ဒီတိုင်းပဲတည်နေရမှာမဟုတ်ဘူးဒီလိုတုံတုံအားဖြစ်နေရင်လည်းတုံးလို့မရပြန်ဘူးဆရာတော်မဟာဘုရားဆုံးမထားတာက ဓာတ်နဲ့ခန္ဓာနဲ့ခွဲတက်အောင်မမြင်သေးသေးပညာဉာဏ်တိုးတက်ကြောင်လှုပ်ဆောင်နေပြီလို့ဘုံဘုံကလာမကြွားနဲ့တယ်။ဒါကအမှန်တကယ်ပညာဉာဏ်တိုးတက်တာမဟုတ်ဘူး။အဲဒါကြောင့်မိမိကဓာတ်နဲ့ခန္ဓာနဲ့ကိုခွဲခြမ်းစိတ်ဖြာတတ်အောင်လေ့ကျင့်ရပါမယ်။ဘယ်နည်းနဲ့ခွဲခြမ်းစိတ်ဖြာရမလဲ။မိမိစိတ်ကတည်သူကြည်သူအနေနဲ့တည်မဲနေပြီဆိုရင်အဲဒီအတိုင်းငြိမ်သက်ပြီးမနေနဲ့ဒီတိုင်းငြိမ်ငြိမ်လေးနေနေတာက အခွင့်အရေးကိုဆုံးရှုံးတယ်နော်ပညာဉာဏ်တိုးတက်အောင်လုပ်ရမှာဖြည်းဖြည်းချင်းထိုင်ကြကြည့်လိုက်ပါအခုမိမိတို့အားလုံးထိုင်နေကြတယ်မလားဒီထိုင်နေတဲ့ခန္ဓာကိုယ်ကအတိခံအကြည့်ခံဖြစ်ပြီးမိမိစိတ်ကတော့ကြည်သူဖြစ်တာကိုခံစားမိကြတာအဲ့လိုပွဲထွက်လာတယ်နော်စိတ်ကကြည်သူအနေနဲ့ကွဲထွက်လာပြီးခန္ဓာကိုယ်ကြီးထိုင်နေတာကို မြင်မယ်စိတ်ကတော့ကြည်သူပေါ့ စိတ်ကကြည်သူအနေနဲ့ခန္ဓာကိုယ်ကခေါင်းငိမ့်တာကိုမြင်တယ်စိတ်ကကြည်သူအနေနဲ့ခန္ဓာကိုယ်လက်မြောက်တာကိုမြင်တယ်စိတ်ကကြည်သူအနေနဲ့ခန္ဓာကိုယ်မတည့်ရတာလမ်းလျှောက်တာထိုင်တာအိပ်တာကိုမြင်တယ်အဲ့ဒီလိုမျိုးအဆက်မပြတ်လေ့ကျင့်ပါအဆက်မပြတ်ခွဲခြားစိတ်ကတတ်အောင်လေ့ကျင့်ရင်စိတ်ကကြည်သူဆိုတာကိုမြင်လာလိမ့်မယ်ဖြည်းဖြည်းချင်းစီခွဲထွက်တတ်တာမယ်ခန္ဓာကိုယ်ကလည်း ခန္ဓာကိုယ်အစိတ်ပိုင်းစိတ်ကလည်းစိတ်အပိုင်းဆိုပြီးဖြည်းဖြည်းချင်းကွဲထွက်လာမယ်ခန္ဓာကိုယ်နဲ့စိတ်ကတစ်ခုစီဆိုတာကို တွေ့လိမ့်မယ်ဒီလိုဆိုရင်မိမိကငါကိုယ်လို့ခေါ်တဲ့အရာကို အပိုင်းနှစ်ပိုင်းရဲ့လို့စတင်ပြီးခွဲခြားတတ်လာပါပြီခန္ဓာကိုယ်နဲ့ဓာတ်နဲ့ခွဲခြားတတ်အောင်လေ့ကျင့်ကြီးကမြတ်စွာဘုရားသာသနာတော်မှာပဲရှိပါတယ်ပတိယတိအခေါ်ရဆိုရင်တော့ဝိပဿဝါဒီလို့ခေါ်ပါတယ် ဒီဝိပဇ္ဇဝါဒီဟာငါကိုလို့ခေါ်တဲ့အရာကိုအစိတ်ပိုင်းနေဖြစ်ခွဲခြားတတ်ပြီးငါကိုဆိုတာမရှိဘူးလို့မြင်သည့်အထိဒေးချင်းတဲ့နေဖြစ်ပါတယ်။ဥပမာမိမိမှာကားတစီရှိတယ်လို့ပေါ့။မိမိကကားဆိုတာအမှန်တကယ်ရှိတယ်လို့ထင်ရင်ကားကိုတစားစီဖြုတ်ကြည့်ကြရအောင်။ဘီးကိုအရင်ဖြုတ်လိုက်မယ်။ဘီးကကားမဟုတ်ဘူးမလား။ဒါပေမဲ့ကားမှဘီးမရှိရင်လည်းမရဘူးမလား။ ကားကိုတစားစီပြုတ်လိုက်မယ်နော်ဘီကလည်းကားမဟုတ်ဘူးဘာမှဆူတာလည်းကားမဟုတ်ဘူးဟုတ်တယ်မလားဘော်ဒီကလည်းကားမဟုတ်ဘူးကူရှင်ကလည်းကားမဟုတ်ဘူးစတီယာတိုင်းကလည်းကားမဟုတ်ဘူးအင်ဂျင်ကလည်းကားမဟုတ်ဘူးစီတိုင်ကြီးကလည်းကားမဟုတ်ဘူးမြင်လားမိမိကကားကိုအသေးစိတ်တစားစီပြုတ်လိုက်ရင်ကားဆိုတာမရှိတော့ဘူးလို့မြင်တယ်ကားဆိုတာ သားပစ္စည်းအလုံးကို အတူတကွလာတက်ဆင်လာတာပါဒါကိုမိမိကကားလို့မှတ်ယူထားတာဖြစ်ပါတယ်ဝိပဇဝါဒီကိုဒေးကျင်ခြင်းကငါကိုငါပစ္စည်းတို့အမားမြင်နေတာတွေကိုဖျောက်ပြစ်ဖို့ပါပဲကတိလိုလှုပ်ဖို့အတွက်ငါကိုလို့ခေါ်တဲ့အရာကိုအစိပ်ပိုင်းတွေဖြစ်ခွဲခြားတတ်ဖို့လေ့ကျင့်ရပါမယ်ဒါဘူးဓာတ်နဲ့ခန္ဓာကိုယ်နဲ့ခွဲတက်အောင်လေ့ကျင့်တယ်လို့ခေါ်ပါတယ်အစာပိုင်းမှာတော့ ခန္ဓာကိုယ်နဲ့စိတ်နဲ့ကို ခွဲတက်အောင် အရင်ဆုံးလေ့ကျင့်ပါဖြည်းဖြည်းချင်းထိုင်ရင်တတိကတ်သွားပါ စိတ်ပြန်လွင်လို့ဆိုပြီးစိတ်မပြန်လွင်အောင်ဆိုပြီးတွားမလုပ်ပါနဲ့နော်အရင်တတိကတ်ပါတတိရှိပြီဆိုရင်ခန္ဓာကိုယ်ကိုကြည့်ပါ ထိုင်နေတဲ့ခန္ဓာကိုယ်ကအတိကံအကြည့်ကံဆိုတာမြင်ပါမယ်ထိုင်ပြီးအဆက်မပြတ်ကြည့်သွားပါ မလှုပ်ရှားသေးပဲကြာကြာလေးထိုင်ပြီးကြည့်တဲ့အခါ ခန္ဓာကိုယ်ကလည်းသူ့နေရာသူ့နေတယ်စိတ်ကလည်းသူ့နေရာသူ့နေတယ်ဒီခန္ဓာကိုယ်နဲ့စိတ်ကတခုစီပဲဆိုတာကို မြင်ပါလိမ့်မယ်စိတ်ကတည်သူ ကြည်သူဖြစ်ပြီးခန္ဓာကိုယ်ကအတိခံအကြည့်ခံဖြစ်ပါတယ်မိမိကကြာကြာတိုင်းတဲ့အခါညောင်းညာကြိုက်ခဲလာမယ်ညောင်းညာကြိုက်ခဲတာ အစားတုံးကမရှိဘူးလို့ထင်မြင်မယ်ခန္ဓာကိုယ်ကတက်တောင့်တက်တာထိုင်နေတာကိုညောင်းညာကြိုက်ခဲတာကနောက်မှဝင်လာတယ် နောက်မှအစာတို့ဝင်ရောက်လာတယ်။ဒါကြောင့်ညောင်းညာကြိုက်ခဲတာကလည်းခန္ဓာကိုယ်မဟုတ်ဘူး။ပြင်ပကနေဝင်ရောက်လာတဲ့အရာတစ်ခုဖြစ်တယ်။ခန္ဓာကိုယ်နဲ့တခုတည်းမဟုတ်ဘူး။ညောင်းညာကြိုက်ခဲတာကိုဗုဒ္ဓအခေါ်ရဆိုရင်ဝေဒနာပေါ်ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်တဲ့ချမ်းသာတဲ့ခံစားမှုစင်ရတဲ့ခံစားမှုဆိုလည်းဟုတ်တယ်။စိတ်မှာဖြစ်ပေါ်တဲ့ချမ်းသာတဲ့ခံစားမှုစင်ရတဲ့ခံစားမှုဆိုလည်းဟုတ်တယ်။ ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ချမ်းသာတဲ့ခံစားမှု စင်းရဲတဲ့ခံစားမှုစိတ်မှာဖြစ်ပေါ်တဲ့ချမ်းသာတဲ့ခံစားမှုစင်းရဲတဲ့ခံစားမှု ချမ်းသာမဟုတ်စင်းရဲမဟုတ်ခံစားမှုတွေကိုသိပါစိတ်မှာက ချမ်းသာမဟုတ်စင်းရဲမဟုတ်ဆိုတာရှိတယ်ဒီတစ်ခုကခန္ဓာကိုယ်မဟုတ်ဘူးဒီတစ်ခုကစိတ်မဟုတ်ဘူးမိမိကကြာကြာထိုင်လို့ကြိုက်ခဲလာတဲ့အခါစောင့်ကြည့်သွားပါ စိတ်ကိုတက်တောင့်တက်တာထားပြီးကြည့်သွားပါ တိုက်ခဲတယ်ဆိုတာစိတ်ကသွားပြီးတည်တဲ့အရာဖြစ်ပါတယ်။တိုက်ခဲတာကခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့အရာဖြစ်တယ်။ဒါကခန္ဓာကိုယ်မဟုတ်ဘူးစိတ်ပဲမဟုတ်ဘူး။စိတ်ကသွားပြီးတည်တဲ့အရာသာဖြစ်တယ်။ဒါကိုလေ့ကျင့်ပါနော်။အရန်တိုက်ခဲလာရင်မလှုပ်ရှားနဲ့အောင်နော်။ទីခံပြီးနေပါ။အရန်ကြိုက်ခဲလာရင် စိတ်ကကနာမငြိမ်ဖြစ်မယ်ဥပမာခန္ဓာကိုယ်ကြီးကို စိတ်ပူတယ်ပေါ့ ကြကြထိုင်လို့ဒီလိုအရန်ကြိုက်ခဲလာတာဒီဖြစ်နိုင်တယ်တော်ကြလမ်းမလျှောက်နိုင်တော့ပဲဒုက္ခိတဖြစ်သွားရင်ဘယ်သူကရှာတွေးမှာလဲအဲ့ဒီမှာစိတ်ကစားပြီးပြန်လွင်တော့တာပဲစိတ်ကစားပြီးပြုပြင်စီဆော်မယ်ဆိုရင်စိတ်တွေဒါပြီးရင်ဘာဖြစ်မယ်ဘလို့ဖြစ်မယ်ဆက်ပြီးအများကြီးဖြစ်ကုန်ရောကြိုက်ခဲတာကခန္ဓာကိုယ်မှာဖြစ်နေတာနော်ခန္ဓာမငြိမ်တာကစိတ်မှာဖြစ်နေတာ ဒါကြောင့်ကြိုက်ခဲတာနဲ့စိုးရင်စိတ်တွေကတစ်ခုစီတစ်မျိုးစီပဲနော်စိုးရင်စိတ်ကိုဗုဒ္ဓအခေါ်ရဆိုရင်သင်္ခါရခန္ဓာလို့ခေါ်ပါတယ်ခန္ဓာချင်းမတူဘူးနော်ဒါကငါကိုယ်လို့ခေါ်တဲ့အရာကိုခွဲခြားတတ်အောင်လေ့ကျင့်နေတာဖြစ်ပါတယ်အနာမငြိမ်ဖြစ်တာကိုစိတ်ကသွားပြီးတည်တဲ့အရာဆိုတာမိမိမြင်မယ်ဒါကစိတ်မဟုတ်ဘူးခန္ဓာကိုယ်မဟုတ်ဘူးညောင်းညာကြိုက်ခဲတဲ့ဆိုတဲ့ဝေဒနာလည်းမဟုတ်ဘူး တခုစီနော်ဒါကိုဖြည်းဖြည်းချင်းခွတ်တတ်အောင်လေ့ကျင့်သွားနော်နေ့တိုင်းဖြည်းဖြည်းချင်းကျင့်သွားပါဖြည်းဖြည်းချင်းခွဲခြားသွားပါ အလုံးလုံးမယ်တပြက်စီလဲမယ်ကြမ်းတိုက်မယ်အဝိရှော်မယ်လမ်းလျှောက်မယ်ရက်မယ်ထိုင်မယ်အိပ်မယ်စတဲ့ခန္ဓာကိုယ်ရဲ့အလုံးလုံးနေတာတွေကိုအဆက်မပြတ်စောင့်ကြည့်ပါညောင်ညာကြိုက်ခဲလာရင်လဲစောင့်ကြည့်ပါ ချမ်းသာမှုပျော်ရွှင်မှုတို့ကိုလည်း စောင့်တည်ပါ။ဂွန်းနေဝန္တာရာတွေကိုလည်းစောင့်တည်ပါ။လောဘစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်ပေါ်လာရင်လည်းစောင့်တည်ပါ။စောင့်တည်နေပါ။နောက်ဆုံးမှမိမိကဓာတ်နဲ့ခန္ဓာနဲ့ကို ခွဲတက်လာမယ်။ခန္ဓာကိုယ်ကငါကိုမဟုတ်ဘူးဆိုတာမြင်မယ်။စိတ်ကသွားပြီးတည်တဲ့ရာပဲ။စေယုတ်လိုမျိုးဟိုလျှောက်ဒီလျှောက်နေရာနာနဲ့တူရဲ့ ီခန္ဓာကိုယ်ထဲမှာငါကိုယ်ဆိုတာမရှိဘူးဖြစ်ပေါ်နေတဲ့စိဉ္ဇချမ်းသာဆိုတာကလည်းသဘာဝတရားတစ်ခုတက်တက်သာဖြစ်ပါလေငါကိုယ်မဟုတ်ပါဘူးဖြစ်အောင်အမိန်ပေးလို့မရပါဘူးဥပမာစိတ်ချမ်းသာအောင်အမိန်ပေးလို့မရဘူးစိတ်မစင်းရအောင်လည်းတားလို့မရဘူးစိတ်ချမ်းသာမှုကို ထိမ့်သိမ်းတားလို့လည်းမရဘူးစိတ်ဆင်းရဲမှုဖြစ်ပေါ်ရင်လည်းမောင်းထုတ်လို့မရဘူးအတင်းကျပ်လုပ်လို့ရတဲ့အရာမဟုတ်ဘူးအမှန်တရားကို ကြည်သွားပါ ကြည်သွားပါ ခန္ဓာကိုယ်ကလည်းငါ့ကိုယ်မဟုတ်ဘူးလို့မြင်မယ်။ဒီခန္ဓာကိုယ်ကမမြဲဘူးလို့မြင်မယ်။ခဏနေလေးရှူထုံးမယ်။ခဏနေလေးရှူသွင်းမယ်။ခဏနေမတက်ရက်ခဏနေလမ်းလျှောက်ခဏတင်ထိုင်ခဏနဲ့အိတ်ခန္ဓာကိုယ်ကမမြဲတဲ့အရာသာဖြစ်တယ်ဆိုတာကိုမြင်မယ်။ခန္ဓာကိုယ်မှာဆင်းရဲမှုတွေပဲရှိတယ်။ထိုင်နေရင်လည်းဆင်းရဲလမ်းလျှောက်ရင်လည်းဆင်းရဲအိတ်နေရင်လည်းဆင်းရဲညာရတဲ့အခါမှာဘုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့တညကို အခေါက်40လောက်ရှိမယ်။ညောင်ညာခက်ခဲတာကလည်းဆင်းရဲတာပဲနော်။မိမိတို့မသိခဲ့ဘူးမမြင်ခဲ့ဘူး။မိမိကကိုယ်ခန္ဓာကိုယ်ကိုမဆင်းရဲဘူးလို့ထင်နေတာ။တကယ်တမ်းကျတော့တစ်ချိန်လုံးဆင်းရဲနေတာပဲ။ခန္ဓာကိုယ်ကစိတ်ယုတ်တယုတ်အရာဝတ္ထုတစ်ခုဓာတ်တုံးဓာတ်ခဲတစ်ခုသာဖြစ်တယ်။ငါခန္ဓာမဟုတ်ဘူး။မြေတုံးရေတုံးမီးတုံးမီးတုံးတွေသာဖြစ်တယ်အနတ္တသဘောပါပဲ ချမ်းသာတဲ့ခံစားမှုစင်းရဲတဲ့ခံစားမှုကလည်းမငဲတဲ့အရာဖြစ်တယ်။ရှိနေရင်က မရှိတော့ဘူး။ချမ်းသာမှုရှိနေရင်ကနေပျောက်သွားတဲ့လူမျိုးပေါ့။စင်းရဲမှုလည်းပျောက်တာပါပဲ။မပျောက်တာမဟုတ်ဘူး။အရာအားလုံးဟာဖြစ်ပြီးပြတ်တာပါပဲ။စောင့်ကြည့်တော့ပါနော်။ထွက်လေကလည်းဖြစ်ပြီးပြတ်တယ်။ဝင်လေကလည်းဖြစ်ပြီးပြတ်တယ်။မတည့်ရတာကလည်းဖြစ်ပြီးပြတ်တယ်။ထိုင်တာကလည်းဖြစ်ပြီးပြတ်တယ်။ထိုင်တာက တစ်ချိန်လုံးထိုင်မနေဘူးခဏနေအရိယာပုတ်ပြောင်းတာပဲချမ်းသာမှုစင်ရဲမှုမှလည်းချမ်းသာမှုကလည်းခဏပဲစင်ရဲမှုကလည်းခဏပဲဖြစ်ပေါ်လာတဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်စတဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေကလည်းခဏတာပဲတစ်ချိန်လုံးဒေါသဖြစ်တဲ့သူရှိလားတစ်ချိန်လုံးလောဘဖြစ်တဲ့သူရှိလားမရှိဘူးနော်အချိန်တိုင်းမှာဖြစ်လာပြီးပြတ်သွားတာပဲရှိတယ် အမှန်တရားကိုစောင့်ကြည့်သွားပါစိတ်နဲ့ဝိညာဉ်ကိုဘယ်လိုကြည့်မလဲဖြည်းဖြည်းချင်းကြည့်ပြီးလေ့ကျင့်ပါနော်စိတ်ကခဏနေမျက်စိတွေရောက်ပြီးသွားကြည့်မယ်ခဏနေနားစီရောက်ပြီးသွားနာထောင်မယ်သွားကြည့်တာနဲ့တကူလဲတောင်မဟုတ်ဘူးတတိထားပြီးကြည့်ကြည့်ပါဖုံဖုံတရားဟောတာကို ထိုင်ပြီးနားထောင်နေတဲ့အချိန်ဖုံဖုံမျက်နာကိုကြည့်ကြတယ်မလားတေချာဂယုတစိုက်နားထောင်နေတယ်မလားတခါတလေအတွေးစီရောက်သွားကြတယ်မလား အချိန်တိုင်းမှာတလဲ့စီပြောင်းလဲနေတာကို သတိထားမိတာငါးထောင်လားတခုတည်းလောက်တာမဟုတ်ဘူးငါးထောင်လိုက်တွေးလိုက်လုံးနေတာကိုသတိထားမိတာတခါတလေကြတော့ဘုံဘုံမျက်နှာကိုလည်းကြည့်လိုက်သေးတယ်ပြီးမှတေချာနားထောင်တယ်တေချာနားထောင်နေတဲ့အချိန်မှာဘုံဘုံမျက်နှာကိုမကြည့်ပါဘူးနည်းနည်းနားထောင်ပြီးတာနဲ့အတွေးစီပြန်အောင်သွားတာပဲနားထောင်လိုက် အတွေးစီရောက်သွားလိုက်နေပေါ့စိတ်ကအဲ့ဒီလိုပြောင်းလဲတယ်နော် ခဏနေစိတ်ကကြည်တယ်ခဏနေစိတ်ကနားထောင်တယ်ခဏနေစိတ်ကတွေးတယ်စိတ်ကလည်းဖြစ်ပြီးပြတ်တယ်စိတ်ဟာမျက်စိနားနာရှာကိုစိတ်မှာ ဖြစ်ပြီးပြတ်တယ်စိတ်ကိုမျက်စိနားနာရှာကိုစိတ်မှာဖြစ်ပေါ်လာပါလို့အမိန်ပေးလို့မရပါဘူးသူပါသူ ဖြစ်တာပါနော်ခဏနေသွားကြည့်လိုက်ခဏနေသွားနားထောင်လိုက်ခဏနေတွေးလိုက်နဲ့ အခုချိန်မှာမိမိက အမှန်တရားကိုသာကြည်သွားပါ အမှန်ကန်ပဲမလားနားထောင်လိုက်တွေးလိုက်နဲ့ဟုတ်တယ်မလားဒါကိုသိအောင်ကျင့်ပါခဏနေနားထောင်လိုက်ခဏနေတွေးလိုက်နဲ့စိတ်ကနားမထောင်ဘူးဆိုတာတမင်တကာနားမထောင်တာမဟုတ်ဘူးစိတ်ကသွားတွေးမယ်ဆိုတော့လေတမင်တကာသွားတွေးတာမဟုတ်ဘူးသူ့ဘာသူဖြစ်နေတာဖြစ်တယ်အာရယနာမှာ ဖြစ်ပြနေရမြင်နေဆိုတာအနိစ္စမမြဲခြင်းကိုခေါ်ပါတယ် တဘာဝတရားတစ်ခုခုမှာအမြဲတမ်းမနေနိုင်တာကိုမြင်တယ်။ဥပမာ မျက်စိမှကြီးပဲအမြဲတမ်းမနေဘူး။အဲ့ဒါကိုဒုက္ခလို့ခေါ်တယ်။မိမိကအတင်းလို့ယူလို့မရဘူးလို့မြင်တာကို အနတ္တလို့ခေါ်တယ်။ငါခန္ဓာလို့ခေါ်တဲ့အရာကိုကြည့်မယ်ဆိုရင်တော့ခန္ဓာ၅ပါးဆိုတာရုပ်ကောင်းကြီးဝေဒနာသင်ညာသင်္ခါရနဲ့စိတ်ဆိုတဲ့ဝိညာဉ်တို့ဖြစ်တယ်။ဓာတ်တွေကိုကြည့်လိုက်ရင်လည်း ဖြစ်ပြီးပြက်တာပဲရှိတာကိုမြင်တယ်ဖြစ်ပြီးပြက်ဖြစ်ပြီးပြက်နဲ့အဆက်မပြတ်ပဲဒီလိုပဲဖြစ်ပြက်နေပါလေထက်ခါထက်ခါကြည်လာတဲ့အခါဒေရှူနေတဲ့ခန္ဓာကိုယ်ကမိမိမဟုတ်ဘူးလို့မြင်မယ်ချမ်းသာမှုစိတ်ရမှုကလည်းမိမိမဟုတ်ဘူးလို့မြင်မယ်ကုသိုလ်အကုသိုလ်အားလုံးကလည်းမိမိမဟုတ်ဘူးစိတ်ကလည်းမိမိမဟုတ်ဘူးလေ့ကျင့်နေရင်ကသူ့ဘာသူမြင်လာလိမ့်မယ်နော်ဒီခန္ဓာကိုယ်ထဲမှာမိမိမရှိဘူးဆိုတာကိုတွေ့လိမ့်မယ် ဒီစိတ်တွေမှာလည်းမိမိဆိုတာမရှိဘူးလို့တွေးလိုက်မယ်။ငါခန္ဓာဆိုတာအတွေးကနေဖြစ်လာတာ။တတိလွတ်ပြီးတော့တွေးတာနော်။စိတ်မှာတတိလွတ်တဲ့အချိန်ဆို စိတ်ကသွားတွေးပြီ။စိတ်ကသွားတွေးရင်ငါခန္ဓာဆိုတာဖြစ်ပေါ်လာပြန်ရော။စိတ်မှာတတိကပ်ပြီးတည်နေရင်စိတ်ကတတိလွတ်ပြီးအတွေးစီရောက်မသွားဘူး။ဒါဆိုငါခန္ဓာဆိုတာလည်းမရှိတော့ဘူး။ငါခန္ဓာဆိုတာကအတွေးကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်တယ်။ ကားဆိုတဲ့စကားလုံးနဲ့အတူတူပဲမိမိကကားရှိတယ်လို့ထင်တယ်ဒါကအတွေးတသက်ပဲတကယ်တမ်းကတော့ကားပစ္စည်းယာနဲ့ထောင်နဲ့ချီတဲ့အစိပ်ပိုင်းတွေကိုစူးစီးထားတာဖြစ်ပါတယ်ဒါကလည်းအတူတူပဲမိမိကငါခန္ဓာလို့ထင်တယ်ဒါပေမဲ့မိမိကဓာတ်တသက်ခန္ဓာတသက်ခွဲထုတ်လိုက်ရင်ဒါကငါခန္ဓာရယ်လို့မဟုတ်တော့ဘူးဒီလိုကြည့်ပြီးလေ့ကျင့်သွားတော့ဒါကိုပညာဉာဏ်တိုးတက်အောင်ကျင့်ကြံတယ်လို့ခေါ်ပါတယ် နားထောင်ရတာခက်တယ်ထင်ရပေမဲ့မခက်ဘူးနော်လွန်ဖောပါရမှုပါမှုချူ2021ဇန်နဝါရီလ23ရက်